ဒီနေ့မှာတော့အစ္စရေးကအီရန်ရဲ့အထိတ်အီးဆုံးလေကြောင်းရန်ဂါဝေးကွန်ရက်တီကိုဘလို့ထိုးပေါက်ပြီးတော့အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့လေ။သူတို့ရဲ့အဖွင့်လှရှားမှုမဟာဗျူဟာဘလောက်ထိရောက်ခဲ့လဲမော်ဆက်ရဲ့ထောင်လန်းရေးအခန်းကဏ္ဍဘလောက်ရေးပါခဲ့လဲဆိုတာတွေကိုလေ့လာသွားပါမယ်။ဒါအပြင်အီရန်ရဲ့ပေထိန်ဒုံးကျည်နဲ့ဒရုန်းတိုက်ခိုက်မှုတွေရဲ့ထိရောက်မှုကိုဘလို့ရှင်းချနိုင်ခဲ့လဲ decapitation strike လို့ခေါ်တဲ့ခေါင်းဖြတ်တိုက်ခိုက်မှုနဲ့အီရန်ရဲ့ထိတ်တန်းစိတ်ကောင်းဆောင်တွေနဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေကိုပြစ်မှတ်ထားချိန်မုံခဲ့ပုံတွေကိုလည်းဖော်ပြပါမယ်။ဒီပရိဘက်ခါကဒေတာတွင်အင်အားချိန်ခွင်ရှာကိုဘလို့ပြောင်းလဲပြစ်ခဲ့လဲ။ American ရဲ့ပါဝင်ပတ်သက်မှု၊ CIA ရဲ့ Israel ရဲ့အောင်ပွဲနဲ့အီရန်ရဲ့နျူကလ িয়ার အစီအစဉ်အပေါ်တက်ရောက်မှုတွေအပြင်နောက်မှာဘလို့အခြေအနေတွေဆက်ဖြစ်လာနိုင်လဲဆိုတာတွေကိုပါခွဲခြမ်းစိတ်ဖြာပြီးတော့တင်ဆက်ပေးသွားပါမယ်။ အစ္စရေးတပ်ဖွဲ့ IDF ပြောရေးဆိုခွင့်ရှိသူတဦးရဲ့ပြောကြားချက်အရ F 59 RAM F 35I Elder Stark တိုက်လေယာဉ်နဲ့ Heron TB ထောင်လန်ရေးတိုက်ခိုက်ရေး drone တွေအပါအဝင်တိုက်လေယာဉ်80ကျော်ကနှစ်နာရီခွဲကြာလေးကြောင်းတိုက်ခိုက်မှုစစ်ရေးတစ်ခုမှာတပြိုင်တည်းတည်းပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ဒီစစ်မြေပြင်ဟာနေဆက်ဒေတာအထိကန့်တက်ထားတာမဟုတ်ဘဲဒီခေတ်သစ်သမိုင်းမှာ Israeli တပ်က ပြင်းမထားခဲ့ဘူးတဲ့အဝေးဆုံးဒေတာတွေအထိနှက်ဆိုင်စွာရောက်ရှိခဲ့ပါတယ်။အဲဒီဒေတာတွေထဲမှာအီရန်ရဲ့မျိုးတော်တီဟီရန်နဲ့ကာမန်ရှာ၊အစ်ဖာဟန်၊နာတန်စလိုအနီနာကအဆောက်အုံတွေရလဲပါဝင်တာဖြစ်ပါတယ်။ဒီနေ့ရောက်မှမိကွန်ကြီးတစ်ခုပေါ်လာပါတယ်။အရှိအလေပိုင်းမှာ လေကြောင်းရံကာဝေးကွန်ရက်တီထဲမှာအသိသီးဆုံးကွန်ရက်တီနဲ့ကာကွယ်ထားတဲ့လေပိုင်နဲ့ထဲကိုအစ်ရီဘလိုများဒီလောက်ထိနှက်ဆိုင်စွာ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တာလေ။အဖြစ်အရ ော့ပထမဆုံးတိုက်ခိုက်မှုပါပဲအစောပိုင်းတတိပေးရေဒါစနစ်တွေမြေပြင်လေကြောင်းပဲ့ထိန်းတုံးကြီး SAN ထိန်းချုပ်ရေးစက္ကန့်နေနဲ့အီရန်ရဲ့ S200 နဲ့ S300 တုံးကြီးပြလို့ဆက်တွေကို တိကျတဲ့စီးနင်းတိုက်ခိုက်မှုတွေလှုံ့ဆော်ခဲ့ကြတာကြောင့်ပါ ဒီဟီရန်ရဲ့လေးချောင်းပိုင်နဲ့ထိန်းချုပ်ရေးစနစ်ရဲ့အဓိကကျတဲ့အစိပ်ပိုင်းတွေဖြစ်တဲ့ဒီနေရာတွေကိုလေးချောင်းရန်ကာကွယ်ရေးဖိနှိပ်မှုနှီးဖြူဟာကြောင့်လှည့်မြန်စွာချိန်မုန်းနိုင်ခဲ့ပါတယ်။အစ္စရေးက နန်ထုံရဲ့စစ်စင်ရေးဆိုင်ရာသဘောတရားနဲ့ဆင်တူတဲ့အဖွင့်လှရှားမှုမဟာဗျူဟာကို အောင်မြင်စွာအကောင့်ထည့်ဖော်ခဲ့ပါတယ်။ရန်သူရဲ့လီချောင်းရန်ကာဝေးကိုကယ်မှုစနစ်ရဲ့ပထမဆုံးချိန်ဆမှုကိုဖျက်ထောက်လိုက်ခြင်းဖြင့်နောက်ဆက်တွဲလီချောင်းတိုက်ခိုက်မှုတွေကိုပုံမပေးကင်းတဲ့အမြင့်တွေနဲ့အကွာအဝေးတွေကနေလှုံ့ဆော်နိုင်ခဲ့ပါတယ်။အစ်စရီလီတမူဘိုးချုပ်မူကြီးထော်ဘော်ရဲ့ပြောကြားချက်အရ ကျွန်တော်တို့ဟာအီရန်လေပိုင်ထဲမှာစစ်စင်နိုင်စွမ်းကိုရရှိခဲ့ပါပြီ။ဒါဟာမကြုံစဘူးပါပဲလို့ပြောပါရယ်။ဒီအောင်မြင်မှုကို Moses ကနှစ်ပေါင်းများစွာတိစောက်ခဲ့တဲ့မဟာဗျူဟာမြောက်ထောင်လန်ရေးဌာနကတိတိတသာထောက်ခံအားပေးခဲ့ပါရယ်။ဒီ platform မှာအီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ထဲက အဓိကအစိပ်ပိုင်းတွေကိုတိကျစွာပြတ်မှတ်ထားနိုင်တဲ့ကွန်ရက်နဲ့ဤပညာတွေပါဝင်ပါတယ်။ထူးခြားတာကလေကြောင်းတိုက်ခိုက်မှုစတင်တာနဲ့တပြိုင်နက်တည်းရေဒါနီယာတချို့ကိုတိုက်ခိုက်ခဲ့တာကြောင့်အီရန်ရဲ့အစောပိုင်းသတိပေးကွန်ရက်ကိုဖျက်တောက်နိုင်ခဲ့ပါတယ်။အဖွင့်တိုက်ခိုက်မှုရဲ့ရသက်တရရှဲပါတယ်။တီဟီရန်အေရီယာရှိစီးပြတ်မှတ်40ခုကိုဖျက်ဆီးခဲ့ပါတယ်။အဲ့ဒီတဲမှာ IRGC ကုကဲမှုဌာနချုပ်လီယင်ဟန်ဂါရီ UAV ကုကဲမှုစခန်းတစ်ခုနဲ့ဒေတာရင်းစစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးစနစ်ရဲ့တစိတပိုင်းတွေပါဝင်တာဖြစ်ပါတယ်တကယ်တော့ကနအူးချိုတူပုံရိပ်တွေနဲ့ဖြစ်စဉ်ကဗီဒီယိုခွဲချမ်းစိတ်ဖြာချက်အရတီဟီရန်အနောက်ကနိုင်ငံတကာလေဆိပ်ရဲ့တစိတပိုင်းကိုလည်းထိမှန်ခဲ့တယ်လို့သတင်းတွေကဖော်ပြခဲ့ပါတယ်။အဲဒီနေရာမှာရှဟတ်တိုက်ခိုက်ရေး drone တွေဒိန်းဆဲထားတယ်လို့သံသယရှိခဲ့ပါတယ်။ချုပ်ချာပြောရရင် Operation Rising Lion စစ်စင်ရေးရဲ့အဖွင့်အားဆိုရင်တော့ Israel ရဲ့နေပညာထောင်လန်းရင်းနဲ့ နေပြည်တော်ပိုင်းမှာထူးထွန်းတဲ့စွမ်းရည်တွေကို ပြသခဲ့ရုံသာမကအီရန်ရဲ့ကာကွယ်ရေးကုန်ရက်ရဲ့တဖြည်းဖြည်းပြိုလဲပျက်စီးမှုကိုလည်းပြသခဲ့ပါတယ်။ဒါကအီရန်ရဲ့နျူကလ িয়ার နဲ့ဒုံးကျည်ရေမှန်းချက်တွေအတွက်အရှိမဖြစ်လိုအပ်တဲ့ကာကွယ်ရေးမြင်းတစ်ခုပါပဲ။သုံးသက်ချက်အရဒီဟီရန်အပေါ်မကြာသေးခင်ကလှုပ်ခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုဟာရေရှည်ကြိုတင်ကာကွယ်တဲ့တိုက်ခိုက်မှုတစ်ခုတည်းမဟုတ်ပါဘူး။ဒါဟာခင်မီစစ်ပွဲရဲ့ចောင်းတုံးဖက်စာအုပ်လိုပါပဲ။ ထောင်လန်းရေးစစ်စင်ရေးနေပညာနဲ့မဟာပြူဟာဆိုင်ရာစိတ်ပညာတို့ပါဝင်ပါတယ်ခြေလန်းတိုင်းကိုနှစ်ပေါင်းများစွာကြိုတင်စီစဉ်ခဲ့ရပါအခုတော့ကျွန်တော်တို့ကအစ္စရေးရဲ့တီချာမှု အချိန်ကိုင်းမှုနဲ့ထိရောက်မှုမှာစန္ဒမိုနာပြတိုက်ခိုက်မှုကို မြင်တွေ့နေရပါတယ်တပြိုင်တည်းပါဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှု၃ခုရှိပါတယ်အရင်ကပြောခဲ့သလိုပဲပထမအဆင့်ကတော့အီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုထိုးဖောက်ဖို့ပါဒါကလေပိုင်နက်ကိုထိန်းချုပ်နိုင်ဖို့အတွက်လိုအပ်တဲ့အခြေအနေပါပဲ ဲဒါပေမဲ့ထူးခြားတာကရလမဟုတ်ပဲအစ္စရေးအသုံးပြုခဲ့တဲ့နီလန်းမှာပဲစစ်စင်ရေးအပြီးမှာအစ္စရေးအစိုးရကထုတ်ဖော်ခဲ့တဲ့ ထောက်လှမ်းရေးသတင်းရင်းမြစ်တွေအရမော်စလန်နဲ့ IDF စစ်ဖက်ထောက်လှမ်းရေးဌာနကအီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ရဲ့လုပ်ငန်းလှည့်ပတ်ပုံတစ်ခုလုံးကိုစစ်စင်တစ်ခုကြော်ကြာစောင့်ကြည့်နေကြရလို့သိရပါဗျာ ဒါအပြင်အချက်ပေးတုံးပြန်မှု လုံခြုံလုံနည်းတွေပါ ပါဝင်ပါတယ်။ဒါကအစ္စရေးကိုပုံတည်ပြင်းမဲ့တွေကိုတိုက်ခိုက်နိုင်ရုံသာမကပဲဆုံးဖြတ်ချက်ချမှတ်နိုင်ရင်စွမ်းဆက်သွေးရေးကွန်ရက်တွေနဲ့တုံးပြန်မှုနှုန်းစားရိတ်လုပ်ငန်းစဉ်တွေကိုယ်တိုင်ကိုပါပြင်းမဲ့ထားတိုက်ခိုက်နိုင်ခဲ့ပါတယ်။ဒါကြောင့်အစိုးပိုင်းသတိပေးရေဒါတွေနဲ့ထိန်းချုပ်ရေးစခန်းတွေကိုဖျက်ဆီးလိုက်တာနဲ့တပြိုင်တည်းထိအီရန်ရဲ့ S200 နဲ့ S300 လို SAM စနစ်တွေအားလုံးမျက်စိကမ်းနားပေး တင်းသွားတဲ့တန်တုံးတွေလိုဖြစ်သွားပြီးလုံးဝညီနိုင်ဆောင်ရွက်နိုင်ခြင်းမရှိတော့ပါဘူး။ဒါက network skill ကိုရက်ကိုဖျက်ဆီးခြင်းဆိုတဲ့သဘောတရားပါပဲ။ American ကကိုဆိုဗို2003ခုနှစ် Iran နဲ့2012ခုနှစ်လစ်ဗျာစစ်ပွဲတွေမှာ အကောင့်ထဲပေါ်ခဲ့တဲ့သဘောတရားပါပဲဒုတိယအဆင့်ကတော့ Iran ရဲ့ရေရှည်တုံးကြီးတွေနဲ့ drone တွေအသုံးပြုပြီးတော့ တံပြန်တိုက်ခိုက်နိုင်စွမ်းကိုပိတ်ပစ်ဖို့ပါအီရန်မှာမညီညွတ်တဲ့စစ်စင်ရေးအတွက်ကိုရှီမန်းချက်ရှိတာကြောင့်ဒုံးကျည်နဲ့ဒရုန်းအများအပြားကို စုဆောင်းထားပါတယ်ဒါပေမဲ့ဒါကလည်းသူ့ရဲ့အဓိကအားနည်းချက်ပါပဲအီရန်ရဲ့ဒုံးကျည်အများစုကအရေးလောင်စာကိုအသုံးပြုပြီးပြစ်လွတ်ခြင်းမပြုမီ နေရာမှာလောင်စာဖြစ်ရပါတယ်ဒါဟာအချိန်ကြာတဲ့လုပ်ငန်းစဉ်ဖြစ်တာကြောင့်တိုက်ခိုက်မှုခံရနိုင်ခြင်းအလွန်မြင့်မားပါတယ်အစ္စရေးကဒါကိုကောင်းကောင်းနားလည်ခဲ့ပါတယ်ပထမညမှာထောက်လိုင်းဒရုန်းတွေက တုံးကြီးပြည်လို့စနစ်တွေရွှေပြောင်းတူလောင်ရနေရာတွင်နဲ့ရွှေပြောင်းတက်ဆင်ရေးရှင်တွေရှိတဲ့နေရာတွေကိုမှတ်သားထားခဲ့ပါတယ်။ဒီရဲ့အခါမှာတော့ F35 နဲ့ F15 တိုက်လေယာဉ်တွေကလောင်စာစီတူလောင်ယုံတွင်ထောက်ပံ့ရေးရှင်တွေနဲ့ဒေယုပို့ဆောင်ရေးလမ်းကြောင်းတွေကိုပြင့်မှတ်ထားပြီးတံပြန်တိုက်ခိုက်နိုင်စွမ်းကိုလေဖြတ်သွားအောင်ကောင်းကောင်းလေးသမခဲ့ပါတယ်။ရလက်နေနဲ့ Israel ကိုဒုံးကျည်တစ်ထောင်ပြစ်လို့ဖို့မူလစီစဉ်ခဲ့ရာကနေ Iran ကဒုံးကျည်200လောက်ပဲပြစ်လို့နိုင်ခဲ့ပြီးတော့အများစုကိုကြားဖြတ်ဟန်ထားနိုင်ခဲ့တာလူနေထိုင်မှုမရှိတဲ့နေရာတွေမှာခြောက်ရောက်ခဲ့တာတွေကြောင့်ထီအောင်မို့တော့မရှိပါ ါဘူး။အစ္စရေးကပျက်စီးကိရိယာတွေကိုဖျက်ဆီးခဲ့ရုံသာမကပဲလင်မြန်စွာတုံ့ပြန်ရမယ့်အရေးကြီးတဲ့အချိန်မှာအီရန်ရဲ့အဖွဲ့အစည်းဆိုင်ရာစူးစီးလှုပ်ရှားနိုင်စွမ်းကိုပါဖျက်တောက်နိုင်ခဲ့ပါတယ်။တတိယအဆင့်ကတော့စစ်တပ်က decapitation strike ကောင်းဖြတ်တိုက်ခိုက်မှုလို့ခေါ်ဆိုတဲ့ဗဟိုကိုကင်းနိုင်စွမ်းကို ပြစ်မှတ်ထားတာပါလေကြောင်းတိုက်ခိုက်မှုအပြီးနိုင်အနေငယ်အကြာမှာအီရန်ကထိတ်တန်းပို့ချုပ်ကြီးများစွာကိုချိန်မုံနိုင်ခဲ့တယ်လို့အတည်ပြုခဲ့တာအံ့ဩစရာမဟုတ်ပါဘူး IRGC လေတံမှုစစ်ဦးစီးချုပ်ထောက်လိမ်မှုချုပ်ကနေမြေပြင်မြေပြင်ဒုံးကျည်စနစ်တွေရဲ့တာဝန်ခံတွေအထိပါဝင်ပါတယ် အတည်ပြုထားတဲ့အချက်အလက်တွေအရကနဒါဦးတိုက်ခိုက်မှုလိုင်းမှာဗိုလ်ချုပ်အစ်စ်အနည်းဆုံး20ဦးနဲ့အရေးကြီးနျူကလ িয়ার သိပ္ပံပညာရှင်9ဦးကျော်ကိုချိန်မုံနိုင်ခဲ့ပါတယ်။ဒါဟာချက်ချင်းတုံ့ပြန်နိုင်စွမ်းကို အားနည်းစေခဲ့ရုံသာမကပဲစစ်စင်ရေးရဲ့နောက်ဆက်တွဲတက်ရောက်မှုတွေကိုလာပေါင်းများစွာနှစ်ပေါင်းများစွာအထိချဲ့ထွင်နိုင်ခဲ့ပါတယ်။ ဘာဟာပြူဟာရှူရောင်းကနေကြည့်ရင်တော့ဒါဟာဒေတာရင်းအင်အားချိန်ခွင်ရှာကိုလုံးဝပြောင်းလဲပြလိုက်တဲ့လှုပ်ရှားမှုတစ်ခုလို့ယုံကြည်ပါတယ်။အရင်ကဒုံးကြီးတွေနဲ့နျူကလ িয়ার ချိန်ချောက်မှုတွေကနေတဆင့်လွှမ်းမိုးချုပ်ကန်ရေးမဟာပြူဟာကို တိဆောက်ခဲ့တဲ့အီရန်ကအခုအခါမှာသူ့ရဲ့စစ်ဘက်ဆိုင်ရာပိုင်ဆိုင်မှုတွေကိုဆုံးရှုံးခဲ့ရုံသာမကပွင့်လင်းစစ်ပွဲတစ်ခုဖြစ်လာခဲ့ရင်အခြေအနေကိုထိန်းချုပ်နိုင်မယ်ဆိုတော့သူ့ရဲ့ယုံကြည်မှုပါပျောက်ဆုံးသွားခဲ့ပါပြီ။ တီဟီရန်အတွက်အကြီးမားဆုံးအန်ဒီရဲကတော့လက်ရှိပြည်စည်းဆုံးရှုံးမှုတွေမှာမဟုတ်ပါဘူး။အစ္စရေးကဒါကိုဘယ်အချိန်မှဆိုထပ်ပြီးတော့လုံနိုင်တယ်ဆိုတာသက်သေပြလိုက်နိုင်တာပါပဲ။စီးရီသုံးသူတွေရဲ့ခွဲချမ်းစိတ်ဖြာချက်အရအစ္စရေးက ပထမဆုံးညကလေးကမတူညီတဲ့ချင်းကဲမှုတစ်ခုကိုရွေးချယ်ခဲ့တယ်ဆိုတာရှင်းပါတယ်။သူတို့ကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေခံအဆောက်အုံတစ်ခုလုံးကိုဖျက်ဆီးဖို့ပြစ်မှတ်မထားခဲ့ပါဘူး။အရိယာစာအဖိုးထိုက်ဆုံးနဲ့အစားထိုးဖို့အခက်အခဲဆုံးပိုင်ဆိုင်မှုဖြစ်တဲ့လူတွေကိုအထူးသဖြင့်ထိတ်တန်းသိပံပညာရှင်တွေနဲ့အနည်းနီးပညာရှင်တွေကိုပြစ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ချိန်မုံခံရတဲ့သိပံပညာရှင်ကိုဦးရဲ့စင်းကအီရန်အမှုမျိုးအစီအစဉ် ရဲ့အခြေခံအုံမြင့်ရိုးကို ရိုက်ချိုးပေးလိုက်သလိုပါပဲသူတို့အားလုံးကနျူကလ িয়ার ယူဘဗေဒဓာတုဗေဒအင်ဂျင်နီယာအနုမျိုးဆွဲအင်နဲ့အသုံးချမှုစမှုပညာရပ်တွေမှာ ထိတ်တန့်ကျွမ်းကျင်သူတွေဖြစ်ပါတယ်သူတို့ကကျွမ်းကျင်ပညာရှင်တွေမဟုတ်ပဲ1990ပြည့်နှစ်တွေကလေးကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်အတွက်နောက်ဆုံးမျိုးဆက်လို့လည်းပြောနိုင်ပါတယ်။နျူကလ িয়ার စွမ်းရည်တွေကိုအဆောက်အုံတွေပြန်လည်တည်ဆောက်ရုံနဲ့အလင်းအမြန်ပြန်လည်တည်ဆောက်လို့မရပါဘူး။ အရေးကြီးဆုံးအချက်တွေကတော့ဆယ်စုနှစ်များစွာစုဆောင်းထားတဲ့အသိပညာကျွမ်းကျင်မှုနဲ့အတွေ့အကြုံတွေပါပဲ ဒီလူတွေကိုချိန်မုံလိုက်တဲ့အခါအစ္စရေးကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုနှိကွေးစေခဲ့ရုံသာမကပဲလမ်းကြောင်းဖျောက်ပြီးတော့စီမံခန့်ခွဲမှုအားနည်းစေကစိတ်ထကြဆင်းစေခဲ့ပါတယ်။ယူရေနီယံသန့်စင်ရေးစက်ရုံတွေလို ရုပ်ပိုင်းဆိုင်ရာအခြေခံအဆောက်အုံတွေကိုပြန်လည်တည်ဆောက်နိုင်ပြီးမယ်။အရေးချင်းမြန်မာတဲ့ကျွမ်းကျင်လုပ်သားစနစ်ကိုတညရဲဖန်တီးလို့မရပါဘူး။အချိန်နဲ့အရင်အမြင့်တွေလိုအပ်ပြီးတော့ အီရန်မှာအခုအခါဒါရီမရှိတော့ပါဘူးအီရန်နဲ့ပတ်သက်ပြီးတော့မြင်တွေ့ရတာကရုပ်ပိုင်းဆိုင်ရာပျက်စီးဆုံးရှုံးမှုတွေမဟုတ်ပါဘူးစိတ်ပိုင်းဆိုင်ရာမငြိမ်မသက်မှုတွေပါပဲအတွင်းလူတွေရဲ့သတင်းပေးချက်အရ တိုက်ခိုက်မှုရဲ့ပထမညအပြီးချက်ချင်းပဲတီဟီရန်အစိုးရကအစ္စရေးထောက်လှမ်းရေးနဲ့ပူးပေါင်းတယ်လို့တန်တရားရှိသူအများအပြားကိုဖန်ဆီးခဲ့ပါတယ်။ဒါကအစိုးရကိုယ်တိုင်ကရှုပ်ထွေးမှုတွေထဲရောက်နေပြီးတော့ထိန်းချုပ်မှုဆုံးရှုံးနေတယ်ဆိုတာပြသနေပါတယ်။အစိုးရတကူကသူ့လူမျိုးတွေကိုမယုံတော့တဲ့အခါသူ့ရဲ့လုပ်ငန်းဆောင်တာတွေကတိတိတသာရှုံရင်းလာပါတယ်။အလားတူပဲအရေးကြီးတာကတော့အီရန်ရဲ့ဝါရဖြန့်ချီရေးနဲ့ချိန်ချောင်းမှုတွေဆိုးရွားတဲ့တက်ရောက်မှုပါပဲ နှစ်ပေါင်းများစွာတီဟီရန်ကသူ့ရဲ့နျူကလ িয়ার အစီအစဉ်ကို နိုင်ငံတကာကိုဖိအားပေးဖို့ကမ္ဘာအင်အားကြီးနိုင်ငံတွေနဲ့ညှိနှိုင်းဖို့နဲ့ဒေတာတွေမှာအသာစီးရဖို့အတွက်လည်းတစ်ခုအဖြစ်အသုံးပြုခဲ့ပါတယ်။အခုအခါဒီအစီအစဉ်ရဲ့ပင်မကျော်ရိုးပြိုကွဲသွားပြီဆိုတော့အီရန်ရဲ့အသံဟာတိတိတသာအားနည်းသွားပါပြီ။လက်တုံပြန်မယ်ဆိုတဲ့ချင်းချောင်းမှုတွေကသူတို့ကိုယ်တိုင်တံပြန်တိုက်ခိုက်ဖို့ဘာရီချန်သေးလေးဆိုတာမတိကြတော့တဲ့အခါချက်ပြောင်ငက်ပြောက်ပျောက်ကွယ်သွားပါပြီ။အလေးပေးပြောချင်တာကတော့ အစ္စရေးဟာဒီတိုက်ခိုက်မှုတွေကိုချက်ချင်းဆုံးဖြတ်ချက်တွေချပြီးတော့လုံဆောင်နေတာမဟုတ်ပါဘူး။ဒါဟာထောက်လန်းကြီးကတရင်အချက်လက်စုဆောင်းတာနဲ့အထူးတပ်ဖွဲ့တွေလေ့ကျင့်တာကနေစပြီးတော့ရေရှည်တိုက်ခိုက်နိုင်စွမ်းတွေတည်ဆောက်တာ၊ American လိုမဟာမိတ်တွေနဲ့ဒုံးကြီးကာဝေးရေးကိုညှိနှိုင်းဆောင်ရွက်တာအထိနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပေမဲ့မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုရဲ့ရလဒ်ပါပဲ။ဆုံးကုန်ပြောရရင်ပကြသေးခင်အောင်လုပ်ခဲ့တဲ့စစ်စင်ကြီးကစည်ရည်တသက်မဟုတ်ပါဘူး။ ဒါဟာနိုင်ငံရေးအရထိုးနှက်ချက်စိတ်ပိုင်းဆိုင်ရာတိုက်ပွဲဟန်တာရဲ့ message တစ်ခုနဲ့27ရာစုစစ်ပွဲရဲ့စွမ်းရည်တွေကို ရှင်းရှင်းလင်းလင်းပြသတာပါပဲဒီစစ်ပွဲမျိုးမှာ data အချက်လက်လူပုဂ္ဂိုလ်တွေနဲ့အသိပညာတွေဟာရုပ်ပိုင်းဆိုင်ရာအခြေခံစောင့်အုံတွေထက်ပိုအရေးကြီးတဲ့ပြမှတ်တွေဖြစ်လာပါတယ်တီဟီရန်မျိုးမှာဗုံးပေါက်ကွဲမှုတွေနဲ့တုံ့လောက်သွားပြီး24နာရီမပြည့်ခင်မှာပဲအီရန်ကသူရဲ့လက်တွန်းပြန်မှုအစီအစဉ်ကိုချက်ချင်းစတင်ခဲ့ပါတယ် ပယ်ထိန်ဒုံးကြီး200လောက်နဲ့ဒရုန်း150ကျော်ကိုအစ္စရေးအလဲပိုင်းကနေရာတွေကိုပြစ်မှတ်ထားပြီးဖြစ်ခဲ့ခဲ့ပါတယ်။အီရန်က The True Promise Number 3လို့အမည်ပေးထားတဲ့ဒီစစ်စင်ရေးကသူတို့ရဲ့ပုံရိပ်ကိုထိန်းသိမ်းပြီးလက်တုံးပြန်မှုကိုပြသဖို့အတွက်ဂျိုးပန်းမှုတစ်ခုပါပဲ။ဒီနေရာမှာရှင်းရှင်းလင်းလင်းပြောချင်တာက တဟာတန်းသူညီများရဲ့တိုက်ပွဲတစ်ခုမဟုတ်ပါဘူး။အီရန်ဟာသူ့ရဲ့ဒုံးကျည်လက်နက်တွေကိုတိစောက်ဖို့နှစ်ပေါင်းများစွာအချိန်ယူခဲ့ပေမဲ့အသုံးပြုရတဲ့အခါမှာတော့သူ့ရဲ့အဓိကကျတဲ့စနစ်ကိုပြင်းထန်ထားခံရတာကြောင့်ထိထိရောက်လုံးဆောင်နိုင်ခြင်းမရှိခဲ့ပါဘူး။ကုကဲမှုစနစ်တွေလေးဖြတ်သွားတယ်၊ပြုတ်လွတ်စင်တွေဖျက်ဆီးခံရတယ်၊ထောက်ပံ့ရေးကိုယ်တော်တွေလည်းအလုံးမလုံးတော့ပါဘူး။ American ဟာ Syria, Iran နဲ့ Belenibor ကဖျက်ပြန်လာတဲ့ဒုံးကျည်များစုကိုချိန်မုံရမှာ အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ် USS Thomas Hunter ဖြတ်သင်းမောက Aegis ကာကွယ်ရေးစနစ်အပြင် Abudat Later Second နဲ့ UAE က Later Second ဒီမှာရှိတဲ့ဒါ THAAD လို့အမည်ပေးထားတဲ့အုံကြီးစနစ်တရား Israel နယ်စပ်ကနေဒေတာတစ်ခုလုံးကိုအကာအကွယ်ပေးနိုင်ခဲ့ပါတယ်။စစ်စွန်းနေနီဘာအတွင်းမှာ American ဟာ Iran ရဲ့ပြစ်ခတ်မှုတွေကနေ Israel ကိုတိုက်ရိုက်ကာကွယ်ရမှာပထမဆုံးအကြိမ်ဖွင့်ဖွင့်လင်းလင်းပါဝင်ခဲ့ပါတယ်။ တဟာမဟာပြူအမြောက်အရေးကြီးတဲ့အကူပြောင်းကာလဖြစ်ပါတယ်။ဒါကအစ္စရေးရဲ့စစ်ပွဲစည်ရေးအောင်ပွဲလား။စည်ရေးရကြည့်မယ်ဆိုရင်ဒါဟာအစ္စရေးအတွက်ပြတ်သားတဲ့အောင်ပွဲလို့ပြောနိုင်ပါတယ်။ အီရန်ကထိရောက်တဲ့ဂျော်ဒန်တိုက်ခိုက်မှုတွေလုံနိုင်စမ်းမရှိတော့သလိုဒေတာရင်းအင်အားကြီးနိုင်ငံဆိုတဲ့အခန်းကဏ္ဍလည်းပျောက်ကွယ်လို့နေပါဖြစ်နေပါပြီနျူကလ িয়ার သိပ္ပံပညာရှင်တွေဖေရှားခံရပြီးဒုံးကျည်လက်နဲ့တိုက်လေဖြည့်ဆည်းခံလိုက်ရတာကြောင့်အစ္စရေးကရန်သူလေပိုင်နဲ့မှလွတ်လပ်စွာလှုပ်ရှားနိုင်တဲ့အခွင့်အရေးရသွားပါတယ်ဒါပေမဲ့ရေရှည်မဟာဗျူဟာကရှိမယ်ဆိုရင်တော့မရေရာဘူးလို့ပြောလို့ရတယ်ရေရှည်မဟာဗျူဟာရှူတော့ကနေကြည့်မယ်ဆိုရင်ဒါလုံးဝမတိကြမရေရာပါဘူးအီရန်ဟာဆုံးရှုံးမှုတွေရှိပေမဲ့ ့ဆိုင်ဘာတိုက်ခိုက်မှုတွေပြည်ပအကြမ်းဖက်မှုတွေဒါမှမဟုတ်ကိုယ်စားလှယ်အဖွဲ့တွေကိုအသုံးချပြီးတော့ချိန်ဆမှုတွေဆက်လုပ်နိုင်ပါသေးတယ်။အရေးကြီးတာကတော့ အစ္စရေးကစီးမျဉ်းတွေကိုပြောင်းလဲပြလိုက်ပြီဆိုတာပါပဲ။အီရန်ဟာသူ့ရဲ့နျူကလ িয়ার အစီအစဉ်ကိုဘယ်သူမှမထိနိုင်ဘူးလို့သဘောထားခဲ့ပေမဲ့အခုစစ်စင်ရေးကဒါကိုပြောင်းလဲပြလိုက်ပါတယ်။အစ္စရေးကအမေရိကန်ဗြိတိန်နဲ့ပြင်သစ်တို့ရဲ့အကူအညီနဲ့ဒုံးချီနဲ့ drone 80ရာခိုင်နှုန်းကနေ69ရာခိုင်နှုန်းအထိကြားဖြတ်ဟန်ကြားနိုင်ခဲ့တယ်လို့ပြောဆိုပေးမယ်။တချို့ကတော့ Iron Drone, David Sling နဲ့ Aero Kawaii စနစ်တွေကိုထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီးတာအဗစ်ကလူနေရက်ကွက် နဲ့စစ်မှုဇုံတွေကိုဖျက်ဆီးစေခဲ့ကလူနာ၁၂ဦးတရားရခဲ့ပါတယ်။အီရန်ကတော့ဗျူဟာမြောက်ပြစ်မှတ်တွေကို ထိမှန်တယ်လို့ပြောဆိုပေမဲ့ ။သီးစားလွတ်လပ်တဲ့သုံးသက်သူတွေကတော့တချို့နေရာတွေမှာဒါပျက်စီးမှုတွေရှိတာကိုအတိပြုနိုင်ခဲ့ပြီးတော့ဒါရိုက်ထိမှန်တာလား၊ဂျာပြက်မှုတွေကနေဖြစ်ပေါ်လာတဲ့အပျက်စီးတွေလားဆိုတာမရှင်းလင်းပါဘူး။ထောက်လန်းရေးကစစ်စရင်တစ်ခုလုံးမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။အစ္စရေးယဂျိုဒူတွေ၊တရှိုတွေနဲ့အမေရိကန်ရဲ့ပူးပေါင်းဆောင်ရွက်မှုကနေအီရန်ရဲ့အရေးကြီးတဲ့ပြစ်မှတ်တွေအကြောင်းအသေးစိတ်ထောက်လန်းရေးအချက်အလက်တွေကိုရယူခဲ့ပါတယ်။ အီရန်ကလည်းသူ့ရဲ့ခြောက်လန်းရေးကိုရန်နဲ့စောင့်ကြည့်ရေးစွမ်းရည်တွေကိုအသုံးပြုပြီးအစ္စရေးရဲ့တိုက်ခိုက်မှုတွေကိုခြောက်လန်းကလင်းမြန်စွာ တုံ့ပြန်မှုတွေပြုလုပ်ခဲ့ပါတယ်။ခြောက်လန်းရေးအချက်အလက်တွေကို စုဆောင်းနိုင်စွာ ခွဲချမ်းစိတ်ဖြာနိုင်စွမ်းနဲ့အသုံးချနိုင်စွမ်းကတိုက်ခိုက်မှုတွေရဲ့ထိရောက်မှုကိုပုံဖော်ပေးခဲ့ပါတယ်။ဒီပရိပခာကနိုင်ငံတစ်ခုကြားကကိစ္စသက်သက်မဟုတ်ပါဘူး။အရှိအလေပိုင်းဒေသတစ်ခုလုံးကိုလှောက်ခါနိုင်ပြီးတော့ကမ္ဘာစီးပွားရေးအပေါ်တိတိတသာတည်ရောက်မှုရှိနိုင်ပါတယ်။စီးရေးရခြင်းရင်အစ္စရေးက Fall Dawn နဲ့ Nandes လိုမျိုးမြေအောက်နျူကလ িয়ার ဆက်ရုံတွေကိုတိုက်ခိုက်မှုတွေပုံမပြင်းထန်လာနိုင်ပါတယ်။ဒါပေမဲ့ Iran ရဲ့မြေအောက်ဆက်ရုံတွေကဒါရိုက်ထိမှန်မှုကိုခံနိုင်ရည်ရှိအောင်ဒီဇိုင်းထုတ်ထားတာကြောင့် Israel အတွက်အလွန်တီးခြားတဲ့ထောက်လိုင်းအချက်အလက်တွေလိုအပ်ပါလိမ့်မယ်။ကဲပြည်သူတွေကတော့စစ်ရဲတံကိုခါးစည်းခံနေရတဲ့အချိန်မှာအီရန်ကောင်းဆောင်တချို့ကြတော့ကိုလူမျိုးကိုကြောက်ခိုင်းပြီးတော့နိုင်ငံသားကိုထွက်ပြေးရုရှားမှာသွားပြီးတော့ပုံအောင်နေကြပါတယ် တိုင်းပြည်ကိုကာကွယ်မယ်ရန်သူကိုချိန်မုံမယ်ဆိုတဲ့ဟာတွေကတော့စကလုံးသက်သက်ပဲလားလို့မေးစရာ ဖြစ်လာပါတယ်။တကယ်တော့တတိဆိုတာအဝဇွန်ရှင်ယုံနဲ့မရပါဘူး။လိုအပ်တဲ့အချိန်မှာရက်တည်ပြရတာပါ။အခုတော့အီရန်ကောင်းဆောင်နေခင်ဗျာသူတို့ကိုယ်တိုင်လည်းဘသူ့အမှမယုံရဲတော့ပဲကိုလူတွေကိုတောင်သစ္စာဖောက်လို့ဖမ်းဆီးနေရတဲ့အခြေအနေမျိုးရောက်နေပါပြီ။ တရင်မြေကြီးရှင်ရင်ရွှေထီးဆိုပေမဲ့ဒီလိုနည်းနဲ့ရတဲ့ရွှေထီးကဘလောက်တောင်ဂုံတိတ်ခါမဲလိုက်မလဲရှင်အနာဂတ်ကသူတို့ကိုဘလို့မှတ်တမ်းတင်ထားမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းလာပါတယ်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့အဆုံးတွေ့ကြပါစို့ရှင်